ဒီအင်အားကိုအမြန်ပြန်ဖြည့်ဖို့လိုတယ်။နော်စစ်ခံစစ်ကိုအမြန်ပြန်ပြင်ဖို့လိုတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းထူးတဒန်းကုန်တွေကိုတစားပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြဖို့တောင်းဆိုချင်ပါတယ်ပြင်ယူရလဲ तू อ่ะချက်ချင်းပြန်တိုက်နိုင်မှာမဟုတ်ဘူးတော့ तू အခုတန်ရရတာနဲ့တည်တယ်နဲ့ဆိုတထောင်နီးပါပဲ KNU PDF ကူပေါင်းဖွဲ့တွေอ่ะတော့မဲသောစီရုံးမှာဆိုအခုတိတ်တူစီကားတိဖြစ်နေတာ เนาะသူတို့ကြားတဲ့သူတို့ PDF တင်ယူအလောင်းနေလဲလာမသိနိုင်ဘူးလीเนาะဆိုတော့ဘယ်လိုပဲပြစ်ပေါ့ဒီကောင်တွေကလာအောင်ပါเนาะလောလောဆယ်တော့လူပြန်စုရမယ်အားပြန်ယူရမယ်အဲသူတို့ပြန်ပြီးတော့မှ plan ချရမှာပေါ့ဗျာဒီလိုမျိုးတော့ရှိတာပေါ့ကိုကလည်းအဲ့ဒီအချိန်မှာเนาะအခုအချိန်မှာဒီတက်မတော်ကလည်းအာကိုကိုရီအာ အလံပြတင်နိုင်ပြီဆိုတာကတင်နိုင်တာပဲလीနော်မကြမီလာမီဆိုတော့ခွန်တော်ကလာအောင်မှဒီတက်ရင်တက်ရင်လည်းပဲကြံတာလीနော်ဒီတက်ရင်တရင်ပြုတ်သွားလို့ရှိရင်ဒီဒေါနာအရှိမဘာမှမရှိတော့ဒေါနာတောက်အရှိပဲချမ်းမှာတမတော်ရဲ့အကာအကွယ်မရှိတော့နော်ဆိုတော့ဒါဟုတ်မရမကသူတို့ကလာပြီးတော့မှဝင်စည်းအောင်မှာ ဝင်စည်းအောင်မှာအလံလူမထောင်တာတို့လက်နဲ့ချတော့ဒီဒီအဆင့်တိတွေဖြစ်အောင်လုပ်အောင် အဲ့တော့သူပြင်ကိုပြင်ပဲနော်ရန်သူကလည်းချက်ချင်းတော့မလာနိုင်သေးဘူးတေကြတာကကိုကလည်းပြင်လာရမယ်ပြင်လာရမယ်ဆိုတော့တစ်ချက်ကကျွန်တော်တို့ကတမရောသားအင်အားတွေစစ်ကူအင်အားတွေနည်းနည်းများများဖြည့်ရမယ်ဗျဟုတ်လားဟိုသူကအင်အားကရန်သူက2000 3000လက်တိုင်ကိုမှအင်အား900လောက်ရှိတယ်ဆိုမဆိုးဘူးဗျနော်ဒီတမရောသားအင်အားကိုမိသားစုတွေပါပြောတာမဟုတ်ဘူး တမတော်သားအင်းအားတနက်ပြစ်နိုင်တဲ့အင်းအားပေါ့900လောက်ရှိရင်အာကျန်သူတော်ရမစည်းနိုင်ဘူးသူကသူမြင်စည်းပဲချလာချလာနော်မတည်စည်းပဲတောက်လာတောက်လာနော်အေးသူကဂျန်သူကအင်းအား2000 3000နဲ့လာစီးတယ်ကိုစီမအင်းအား100နဲ့150 200ဒီလောက်တဲဆိုရင်တော့အရှင်မပြေဘူးလေနော်ဒါကြောင့်မို့တိအချက်စစ်တီအင်းအား700မှာ နောက်တစ်ချက်ကရန်သူကတနိုင်ငံလုံးတပုံစံနဲ့ပဲထိုးစစ်ဆင်နေကြတာသူတို့ရဲ့စစ်ကဘာမှမဟုတ်ဘူးတကယ်တမ်းကျတော့ဘာမှလည်းသိအထင်ကြီးစရာမရှိဘူးသူတို့ရန်သူကသူစစ်ဆင်တဲ့ပုံစံကတစ်ချက်အင်အားအလုံးရင်သုံးတယ်အင်အားတွေအဆမတန်နဲ့သေးတာကိုသူကအရေးမကြီးဘူးเนาะသိပါစေเนาะဝိတ်နဲ့ဖိတာပေါ့ဝိတ်ဆိုတာသူတို့ရဲ့ဝိတ်ကလူအင်အားလက်ညိုလေးတွေရဲ့အင်အားပေါ့အင်အား2000 3000နဲ့ဒီလိုမျိုး သူကဖိပြီးတော့လာတိုက်တာဒီဘက်ကတမတော်က100 200 300ဒီလိုပဲရှိတာသူတို့ကအရာ2000 3000နဲ့တိုက်တာအဲ့တော့သူတို့ရဲ့အင်အားပြေးမှမကြောက်ဘူးဘာကြောင့်ပြေးမှမကြောက်လဲဆိုတော့အစီအနေပြေးပြီးတဲ့လူက PDF လေနော်ခင်ဗျားတို့ဟိုလူမျိုးနာမည်တွေဘာညာတွေထည့်ဗမာ PDF တွေကအစီအပြေးပြီးတာလေနော်သူတို့ရဲ့မူလအနာတော်က KNU တို့ဘာတို့ကအနောက်ကပဲနေတာ မသေးတဲ့နေရာမှာနေတာပေါ့ဗျာဒီလိုမျိုးပြောရမှာပေါ့ဗမာပီရိယတွေကြတော့မြင်းစည်းလေးကျွေလိုက်လို့ရှိရဲ့သိတယ်မဟုတ်လားအဲမသေးတတ်တော့ဆိုတဲ့ကောက်မျိုးတွေပေါ့အဲ့ဒါမှမตาပဲဈေးလဲပဲနော်သူကအဲ့ဒါကြောင့်မို့သိမှမကြောက်တာ PDF ပြေကိုအသုံးချပြီးတော့မှဒီလက်နက်ကအဖွဲ့စည်းတွေကဒီလောက်တတိရှိတာမဟုတ်ဘူးကျွန်တော်တို့ငငယ်ကဒီလိုပဲစခန်းလေးဝင်စီးတဲ့ KNU က အဲ့တော့ဆေးလူကြီးတွေပေါ့ဗျာကျွန်တော်တို့ရဲ့ဘဝမိဘတွေလက်ထက်ကပြောတာကိုကကြားဘူးနေတယ်ကရင်တမူးရဲ့တဲ့နော်ကျွန်တော်တို့ကဒေသခံတွေကျွန်တော်တို့သိတယ်ကရင်တမူးရဲ့တဲ့အဲ့လိုပေါ့ခုနကစခန်းနေဝင်စည်းရတော့ပါတော့ KN ကဝင်စည်းရင် तू ကရွာတွေပါတွေဝင်စည်းအရက်အမူးအောင်တောက်ခဲ့တာအဲ့ဒီမူးနေတဲ့အချိန်မှာတော့ကရင်ကအဲ့ဒါပေါက်ပြရတယ်အကုန်လောက်တာအမူးပြေသွားတဲ့တတိမရှိတော့အေးအဲ့ဒါပဲကရင်တမူးရဲ့တဲ့ အခုကဘာကြောင့်လဲဆိုတော့ခုနကဗမာ PDF တွေကိုငင်းစိတွေကျွေးပြီးတော့မှအစီအရနဲ့တေခိုင်းတော့ကရေကသူမမူလဲရတယ်လေပြဿနာမရှိတေမဲ့ကောက်နေတဲ့ဒီမှာအစီအမဗမာ PDF တွေဒီလိုမျိုးပြစ်တာအဲ့တော့ဘယ်လိုပဲပြစ်ပြစ်ရန်သူကအင်အားသုံးတယ်နောက်တစ်ချက်ကသူက drone နဲ့လာတာ drone အဓိကထားပြီးတော့မှစခန်းလေးကိုအရင်ခြေတာပေါ့ဗျာနော်ဒီလိုမျိုးဖြစ်တယ် နော်ရန်သူရန်သူဆိုတာသူတို့ဘက်ကစဉ်းစားသူတို့ရန်သူတက်မတော်ဘူးဒီတက်မတော်သားတွေအထီးကိုက်ကြဆုံးဘလို့မှသူတို့ပြန်ပြီးတော့မှခေါင်းမထောင်နိုင်အောင်ပေါ့ဒုံးနေနဲ့ပဲလာဆော့နေတာလေစိတ်ကြိုက်လာပြစ်နေတာကြာကြာကြတော့ဘယ်ရစင်းစားကြည့်လေဘယ်ကရန်သူကဘမှာစီမံမသိကိုကတော့ဒီမှာအပြစ်ခံဘုံကျဲခံနေရတော့ တော်ရုံစိတ်သက်ကခင်ဗျားတို့စဉ်းစားကြည့်လေနောက်တော့မိသားစုတွေပါရရှိတော့နောက်တော့လက်နဲ့ချရတာတွေအလံမီတောင်းတယ်ဒီလိုမျိုးတွေဖြစ်ကုန်တာအဲ့တော့ရန်သူရဲ့နီးပြူဟာအဲ့ဒါပဲဒရုန်းသုံးတယ်အင်အားသုံးတယ်အဲ့ဒါကိုကိုကဘလို့ကာကွယ်ရမလဲဒရုန်းနဲ့ခန့်နိုင်အောင်ခင်ဗျားတို့ရဲ့ခံတပ်တွေလှုပ်ထားဖို့ဟုတ်လားခုနတော့ဒီကရုတ်ချင်းတွေဟုတ်လား overhead တွေပါတွေကြားလို့ရှိရဲ့နှစ်ဆင့်သုံးဆင့်လှုပ်လေအခိုင်အမာလှုပ်နှစ်ဆင့်သုံးဆင့်လှုပ်နှစ်ထပ်သုံးထပ်လှုပ် အဲဒီလိုမျိုးပေါ့ဟိုအရှင်းရှင်းငုံလိုက်တာပေါ့ဗျာငုံတဲ့နေရာမှာလဲအဲဒီလိုမဆက်ထားနေပေါ့နော်အဆောက်အဦတစ်ခုတည်းကိုတစ်ခုနဲ့တစ်ခုမဆက်ထားဘူးကိုယ့်ကိုတီးကြပြီးအပြဲငုံပြီးတက်ငုံရင်အရှင်းရှင်းပေါ့အရှင်းရှင်းဆိုရင်ခုနတော့ကအပေါ်မှာကိုယ့်ရဲ့ over head အပေါ်မှာနောက်တက်အကာရန်နှစ်ဆင်းလောက်ရှိတယ်ဆိုရင်သူ့အတူအပေါ်ဆင်းမှာဒုံကြရင်ကြမှာပေါ့ဒုံကြလဲကိုက ဘာမှမဖြစ်လေဟိုဟိုဘုံဘုံနဲ့ဒရော့ဒရော့ဘုံကျဲလေဒီလိုမျိုးပြောချင်တာပေါ့အကာရအကာွယ်တွေကစအဲ့ဒါမျိုးဖြစ်တယ်။ तू ကဒရော့ဘုံချတဲ့အချိန်မှာ तू လာဝင်မတိုက်ဘူးကိဒီကြံသူကဒီလိုမျိုးရှိတယ်။အဲ့တော့ तू ဒရော့ဘုံချတဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကအဲရန်ကိုယ်တမလို့သားကြီးဟလာအထီးခိုက်မရှိနိုင်တဲ့ခန္ဓာပုံစံလောက်ထားလို့ရှိရင် तू က तू ဒရော့ဘုံအလုံးတစ်ထောင်လာချာချာချလေပဲဖြစ်တယ် အေးထားပြီးသွားတက်လာမှာအာထားပြီးဟာဒီမှာတက်မလို့သားတွေအကုန်လုံးဟာထိတဲ့ကောင်ကထိအာဒီတဲ့ကောင်ကသိဟုတ်လားအဲဒီလိုမျိုးဆိုတော့အဲဒီခါကျမှ तू ကလက်နဲ့ချမလားအလက်မြှောက်မလားဘာညာအော်ပြီးတော့မှအဲဒါမျိုးလာတော့ဗောအဲ့ဒါမှအလံယူလက်ထောင်းစရာမလိုလက်နဲ့လက်ချစရာမလိုဝင်လာလေကိုက तू ဒရော့ပုံကြတာကိုကဒီမှာခန္ဓာကအခအမှန်နဲ့ဆိုရင်ပြောတာပါကျွန်တော်အဲ့လိုစဉ်းစားရတယ်ဗောဗျာနော် တိအချက်ကဒရော့ဘုံနဲ့ခံနိုင်အောင်ကျွန်တော်တို့ကနီလန်းစားပဲနှစ်အချက်ကကိုယ်တက်မတော်သားတွေကိုလည်းလိုအပ်တလောက်အင်အားရန်သူကတထောင်နဲ့လက်တိုက်ကိုတထောင်နဲ့ခံရမယ်လို့ပြောတာမဟုတ်ဘူးအဲ့လိုမလို့ရန်သူနှစ်ထောင်နဲ့လာရင်ဟောလာကို၂ထောင်နဲ့ခံခံတိုက်ရမယ်လို့ပြောတာမဟုတ်ဘူးရန်သူ၂ထောင်လောက်နဲ့လာရင်ကိုက900လောက်လို့စီးတင်နေတာအဲဒီလိုမျိုးဖြည့်တာလို့ရှိရင်ဘာမှမဖြစ်တော့เนาะတသက်လုံးမကြဘူးဒီလိုမျိုးကျွန်တော်ကပြောချင်တာပေါ့ဒါဟုတ် ကျွန်တော်တို့ကတက်မတော့တက်မတော့သားတွေပို့တိပါတယ်เนาะတက်မတော့အရာရှိတွေလို့ပြောအောင်เนาะသူတို့ကတော့စည်ရေ expert တွေလीเนาะသူတို့ကကျွမ်းကျင်ပါတယ်เนาะသူတို့က professional ကိစ္စတွေပဲဒီကိစ္စတွေเนาะအဲစခန်းတစ်ခုတစ်ခုကြားတာတော့တခြားမူဝါဒတွေကြောင့်ဖြစ်မှာပါเนาะဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန်မှာကျွန်တော်တို့ကဒီနှစ်ခွန်ကတက်ရင်ကနေပြီးတော့မှဒီရန်သူတွေကိုပြန်ပြီးတော့ ရှေမုံနိုင်တယ်တွန်းလန်းနိုင်တယ်ဆိုတော့ဒါတက်မတော်ရဲ့မူလပုံစံအမှန်ပြန်ရပြီတက်မတော်သားရဲ့မူလစစ်ရစ်စ်သွေးဒါပြနိုင်ဒါကိုကျွန်တော်တို့ကတနိုင်ငံလုံးမှာစစ်ရတက်မတော်သားတွေဟာအဲဒီလိုကိုယ့်ရဲ့မူလပုံစံမူလစစ်ရစ်စ်သွေးပေါ့စိတ်ဓာတ်ပေါ့ဗျာเนาะဒီလိုမျိုးစိတ်ဓာတ်တွေပြန်ပြီးတော့သွင်းဖို့လိုတာပေါ့ဗျာเนาะခုနကတော့ဒီအထက်ပိုင်းပုံကူများလဲ ိုယ့်ရဲ့အောက်မှာရှိတဲ့တပည့်သားသမီးတွေနော်ရှေးတန်းစင်မြနာကအဲကိုယ့်ရဲ့တက်မတော်သားတွေတပည့်သားသမီးတွေအထီးကအဆနာနေအောင်ပေါ့လိုအပ်တာတွေခုနတော့ကျွန်တော်ပြောခဲ့သလိုပြင်ဆင်ပေးဖို့လို့ပြင်ဆင်ဖြစ်ဆက်ဖို့လိုတာပေါ့နော်ဒါအထီးကပဲနော်အထီးကပဲဒါဒါကိုမေးလျော့လို့မရအောင်ရန်သူကပြန်လာမှာရန်သူကပြန်လာမှာနောက်တစ်ချက်ကကိုအခုကျွန်တော်တို့တွေ့ရလေတက်မတော်ကလည်း drone တွေသုံးပြီးနော် အဲဥမာတွေ့တယ်ကျွန်တော် Telegram မှာ drone နဲ့ဘုံကျဲတော့ KU လာဘာတွေလဲတော့မသိဘောဗျာအဲ့မှာပြေးရလွားရတရွတ်တိုက်ဆွဲရတွေ့တယ်ဗောဗျာเนาะဆိုတော့အဲ့လေကိုလည်း drone သုံးဖို့ဒါပဲရှိတာဟုတ်เนาะအဲ့တော့တမတော်ဆိုတာကတော့နိုင်ငံတော်အဆင့်ပဲလीနိုင်ငံတော်အဆင့်ဆိုတော့ရန်သူကတော့ drone တစ်လောက်သုံးနိုင်ကိုလည်းဒီထက်ပိုသုံးနိုင်ရမှာဗောဗျာเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ တဲမလို့သားလေးအောင်ပွဲအလီလီဆင်နိုင်ပါပါကျွန်တော်အဲ့လိုမျိုးယူဆတယ်เนาะကျွန်တော်ရဲ့နိုင်ငံသူနိုင်ငံသားများအားလုံးကလည်းเนาะအဲတိုင်းပြည်မပြိုကွဲအောင်တတ်မလို့တတ်တတ်နိုင်တဲ့ဘက်ကပေါ့ဗျာเนาะစိတ်ဓာတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ဟုတ်လားကျွန်တော်တို့အားပေးရမယ်နိုင်နာတွေထောက်ပံ့မှာပေါ့ဗျာเนาะခုနတော့ရိတ်ခါဆိုလဲရိတ်ခါပေါ့ဗျာเนาะအခုတည်င်းဆိုလဲတည်င်းပေါ့ခုနတော့စိတ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့ သူတို့ကကျွန်တော်တို့အကောက်ပဲပေးနေလို့တိုင်းမြို့ကောက်ပဲဆောဆောင်းနေလို့ခနေကြီးကျွန်တော်တို့လည်းကောင်းကောင်းမနေနိုင်တာလေနော်တက်မလို့သားတွေကခင်ဗျားတနိုင်ငံလုံးကြာဆုံးပြီးတော့မှတက်မလို့ပြုတ်ခွဲသွားကျွန်တော်တို့တိုင်းလုံးပြေးရမှာနော်ပြေးရမှာခင်ဗျားတပုံပါလို့လည်းခင်ဗျားတို့တွေ့တာပဲနော်တပုံပါလို့လည်းခင်ဗျားတို့တွေ့တာပဲနော်ခုနကတော့မြောက်ရီကိစ္စနဲ့လည်းပြန်ပြောရင်မြောက်ရီကကန့်ကောင်းသွားတာကော့ဂရိတ်မျိုးစုံပြတ်သွားတာလေကော့ဂရိတ်မျိုးစုံပြတ်ပြတ်သွားတာ ကော့ကရိတ်မျိုးကဒီ60ခွန်တက်ရင်ထိုင်လာတဲ့ဒီဂုံးကိုသူတို့မစီးနိုင်ဘူးပြီးရင်ဒီမျိုးအတွင်းထဲမှာရှိတဲ့ရေစခန်းတို့ဘန်တို့အဲ့ဒီပတ်ဝန်းကျင်တချို့နေရာတွေမှာပဲတက်မတော်ကအခိုင်အမာခံစစ်ရှင်လာတာပေါ့ကျန်တဲ့နေရာတွေကော့ကရိတ်မျိုးတော်တော်များများကို KNUPDF ကထိန်းချုပ်ထားတာထိန်းချုပ်တော့တော့ပြည်သူတွေကမနေရဘူးလေเนาะ ဒီဒီတပုံတွေအားပေးတဲ့ပြည်သူတွေလည်းအများကြီးရှိတာပဲဒါပေမဲ့သူလည်းမနေရဘူးစွန့်ခွာသွားတာเนาะမြို့စွန့်ခွာပြီးတော့အိုးအိမ်တွေပြစ်ပြီးတော့ပြေးရတာပြေးတော့ဗာဖြစ်လဲအိမ်တွေဖောက်တယ်မီဆိုးတယ်ရသမားယူတယ်မြို့ပြတ်သွားတယ်ကော်ကရစ်ကညဝရီကကန့်ကောင်းတယ်မပြတ်ဘူးမပြတ်တာခုနကပိုချစ်သူကိုခင်ဗျားတို့ကျေးဇူးတင်ရမှာပါဗျာသူကသူဘလို့ပဲဖြစ်ဖြစ်ပေါ့เนาะသူသူကသူတော့တချို့ကိစ္စတွေကလည်း ဒီလိုပဲလူတွေကအကျိုးစီးပွားပေါ့ဗျာเนาะဒါတွေကဒါသူတို့ကိစ္စပါเนาะဒီမျိုးမပြတ်တာအတွက်ကတော့ဒီပြည်သူတွေအနေနဲ့နှစ်ချက်ပေါ့ဗျာเนาะဒီပိုချစ်သူအဖွဲ့ကိုကျေးဇူးတင်ရမှာเนาะအဲ့မှာ BGF တွေလည်းပါရင်ပါမှာပေါ့ဗျာเนาะ BGF ဆိုတာပိုချစ်သူကမူလ BGF လေဒီဘက်ကအကွဲပြဲဖြစ်ပြီးတော့မှသူကတိကျရက်တည်တဲ့အချိန်မှာ BGF ကအကုန်လုံးကဘုချစ်သူနောက်မပါတော့ဘူးလို့ပြောတယ် နော်ဟိုတဝက်လောက်ပဲပါတော့ဗျာနော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာဒီအများကြီးမျိုးအကာအွယ်ပေးခဲ့တဲ့သူတွေလည်းကျေစွတင်ရမှာနောက်တကဒီ2ခွန်5တရင်ကစစ်သားတွေပေါ့ဗျာနော်သူတို့ကလည်းမြို့တွေကိုမဆုတ်ပဲနဲ့အဲဒီတရားဘက်ကိုဆုတ်သွားတော့ဒါလည်းကျေစွတင်ရမှာမြို့တွေကိုဆုတ်သွားရင်မြို့ပြတ်သွားမှာဟိုတင်ယူကလည်းမြို့လာပြတ်မှာဆိုတော့ဒါအဲ့ဒီမြို့တွေကိုမဆုတ်ပဲနဲ့တရားဘက်ကိုဆုတ်သွားတဲ့တမရိုသားတွေကိုလည်း ခင်ဗျားတို့မြို့သူမြို့သားတွေကျေစုတက်ရမှာเนาะဘလို့ရဲ့ပြည်များတွေမြို့ကမပြတ်တော့မပြတ်တော့ကောက်ပြည်သူတွေဒုက္ခမရောက်ဘောဗျာเนาะကျွန်တော်ညီတွေအဲ့ဒီအမားတွေရှိတယ်ရှိတော့ကျွန်တော်ပြောပြီးတော့ဟိုဘက်ကံကူပြေးเนาะဟိုကိုကတော့အဲမြို့တွေအဲ့ဒီ KNU တို့ဘာလို့ဝင်စီးထားတယ်လို့ကိုကတစ်ချက်ထင်လိုက်တာဗျာအဲ့ဒီတကြံမတိုင်ဘောเนาะအဲ့လိုမျိုးကိုကထင်လိုက်တာထင်လိုက်တော့ အဲ့ဒါဆိုဆောင်ပြေးတော့လေအဲဒါမျိုးသူတို့အန်နေပြုံးပစ္စည်းတွေအိမ်တွေဘာတွေနမမျောနေတယ်ဒီလိုမျိုးပေါ့ဆိုတော့အဲ့ဆောင်စရာမလိုဘူးတဲ့သူတို့ပြောတယ်နော်ဒီဟိုကင်ယူကမြို့တွေဝင်လာလို့မရဘူးတဲ့အဲ့လိုအခုကကျွန်တော်ပြောတာလေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စကြီးကမြောက်ရီကလည်းအကျိုးစီးပွားတွေနဲ့နှွယ်နေတယ်ဗျာလူတွေကလည်းအကျိုးစီးပွားနဲ့အကျိုးစီးပွားအတွက်ပါပဲတကယ်တမ်းလက်နက်ကိုင်နေကြတာ နော်ဒီညာရီကုံတော်ရေးလမ်းကြောင်းကလည်းဒီကေဒီအဘအဲ့ဒီမှာရှိတဲ့ခွင်နဲ့မှရှိတဲ့လက်နက်အဖွဲ့စီတွေရဲ့ငွေရလာရင်ကြားပေါက်ပဲဗျာနော်တနည်းတနည်းကိုတိတ်ထောင်နဲ့ချီပြီးတော့တို့တွေရကြတယ်အကုန်ရတာနော် PDF ဆိုလည်း PDF အကောက်ကောက်စားနေရတာပေါ့ဗျာ KU ဆိုလည်း KU ဒီဘက်ကငင်းချမ်းရေးအဖွဲ့ဆိုလည်းငင်းချမ်းရေးအဖွဲ့နော် BGR တွေလည်းပါမောဗျာနော်ဘလို့ပဲပြည့်အဲ့ဒီကုံတော်ရေးလမ်းကြောင်းဟိုအကြောင်းပြုပြီးတော့မှ ဲ့ဒီအဖွဲစီတွေကပတ်စံရနေတာနော်အဲ့ဒီလမ်းကြောင်းကိုဘယ်လိုပိတ်ရမလဲဆိုတာနည်းနည်းစဉ်းစားအစရာပဲဗျာနော်ဒီလမ်းကြောင်းကရှိနေသမျှဒီဒီအဖွဲစီတွေကပတ်စံရနေတယ်ဆိုရင်ခင်ဗျားတို့ပြန်စဉ်းစားကြည့်လေနော်သူတို့သူတို့အတွက်အသက်အသက်ဆက်ရှင်နေမှာပေါ့ဒီလိုမျိုးကျွန်တော်ကပြောချင်တယ်အဓိကကတော့ဒီအာဆလန်ပွင့်အောင်ပြန်လုပ်ရမယ်အာဆလန်ပွင့်အာဆလန်ကိုထိန်းချုပ်နိုင်အောင်ပြန်လုပ်ရမယ် အဲ့ဒါဆိုရင်ဒီသူတို့အကောက်ကောက်စားလို့မရအောင်နော်အကောက်ကောက်စားလို့မရအောင်အစားလမ်းပြန်ပွင့်နေဆိုရင်ဒီအဲ့ဒီအဖွဲစီရဲ့အကောက်ကောက်စားလို့မရအောင်အစားလမ်းကိုတတ်မလို့အနေနဲ့အပြည့်ဝထိန်ချုပ်နိုင်အောင်ပေါ့ဗျာနော်ထိန်ချုပ်နိုင်အောင်ဆိုရင်ဒီအစားလမ်းရဲ့ဒီဟိုဂျက်နှစ်နေရာသုံးနေရာလောက်မှာကျွန်တော်ကျွန်တော်စဉ်းစားတာပေါ့လေနော် အာဆလံထိန်ချုပ်နိုင်မှုဆိုရင်ဒီဒီသင်္ကန်းကြီးတော့မရောက်ခင်ပေါ့ဒီအာဆလံကြီးရဲ့ကွန်ကရစ်နဲ့ဒီဂျားထဲမှာပေါ့နှစ်နေရသုံးနေရလောက်တက်ရင်နေထိုင်လိုက်မှရဒီဂုံးနေရှိတယ်အထူးသဖြင့်ဒီကွန်ကရစ်ကနေညာဝီပဲတက်လို့ရှိရင်ဒီညာဘက်အချမ်းပေါ့လမ်းရဲ့လမ်းရဲ့ညာဘက်က လမ်းရဲ့ဘယ်ဘက်အချမ်းကတောင်ကပယံကိုခုတ်ပြီးတော့မှလမ်းဖောက်ထားတာပေါ့နော်ညာဘက်အချမ်းမှာကျတော့ချောင်းယိုးလေးတစ်ခုကဒီလိုဒီလိုကိုွေးဝိုက်ပြီးတော့လမ်းအဲ့အဲ့လိုစီးဆင်းတယ်အဲ့ချောင်းယိုးရဲ့တစ်ဖက်မှာဆိုလဲတောင်ထန်းနေပဲဂုံနေအဲ့အဲ့ရန်သူခိုလို့ကောင်းတယ်လေနော်အဲ့ဒီဘက်ကနေပြီးတော့မှခိုပြီးတော့မှစနိုက်ပါနဲ့ပြင်ဘယ်လိုမှဒီလမ်းပေါ်မှာအန်တီရမကင်းဆိုတော့အဲ့ဒီနေရာတွေကိုကျွန်တော်တို့ကအရေးပါတဲ့ နှစ်နေရာသုံးနေရာလောက်မှာတက်မလို့ဒီနဲ့အင်းနဲ့အာနဲ့စခန်းလေးတိဆောက်ပြီးတော့ထိန်းချုပ်လိုက်ဂုံဂုံမှာထိန်းချုပ်တိဆောက်မှာအဲဒါဆိုရင်တော့ဒီလမ်းကိုစိုးမှုနိုင်မှာနော်ဒီလမ်းကိုစိုးမှုနိုင်အဲလိုမျိုးဖြစ်တယ်ဗျာဆိုတော့ဒါကတော့အကြံပြုတာပါနော်တေးကြတာတခုကကျွန်တော်တို့ကဒီမိုးမကြမီပေါ့ စီလာတလနှစ်လဆိုတာမိုးကြရမိုးမကြမီဒီဒီအသင်္ကန်းကြီးနောင်တို့ညဝီတို့အဲ့ဒီတွင်ရဲ့ဒီလုံကြုံကြီးတွေအင်အားပြန့်ဖြည့်နိုင်မလို့ကြာသွားတဲ့တက်ရင်နေအကုန်လုံးပြန်မရရင်တော့မှတစ်ခုနှစ်ခုပြန်ရရမယ်ပြန်ရပြီးတော့မှခုနတော့ကကျွန်တော်တို့ပြောတဲ့ခံစစ်ပုံစံတွေအခိုင်အမာပြင်ရမယ်အင်အားတွေအပြည့်အဝဖြည့်ရမယ် ျွန်တော်တနည်းအားပြောတဲ့တက်တဲ့အထိုင်ချိုင်းဖိုခနောက်ဆိုင်ချမှအခုကလမ်းအလျာတိုင်းဟိုအလျာတိုင်းလိုက်သွားတာလိုက်သွားတော့တထက်ကိုတိုက်ရင်တစ်ခုကိုတိုက်နေတဲ့အချိန်မှာနောက်တိုက်ရင်တစ်ခုကအရင်မကုနိုင်ဘူးဖိုခနောက်ဆိုင်ဖိုခနောက်ဆိုင်ဒီအဲ့ဒီနေထဲမှာပေါ့အဲ့ဒီခွင်ထဲမှာဟိုတင်ကန်းကြီးတော့အခုတက်တယ်ချတယ်အဲ့ဒီမှာရှိပါမြေပေါ်မှာကြည့်လိုက်ရင်ရှိပါဖိုခနောက်ဆိုင် အဲ့ဒီမတတ်တဲ့ဥစ္စာဖြစ်တယ်ဆိုရင်ဆိုရာခုနကပြောရဲအဲ့ဒီဟိုဘော triangle rule တွေเนาะအဲ့ဒီရဲ့ triangle ရဲ့အတွင်းထဲကဂျန်သူကဘယ်လိုမှဝင်လာလို့မရဘူးဖိုကနာဒီအတွင်းထဲဝင်လာတဲ့ကောင်မတာပဲလीဆိုတော့ဒီအဲ့ဒီတရိဂံရဲ့အပြင်ဘက်ဟိုပဲအာယုံစိုက်ရမှာပေါ့เนาะဒီ triangle rule နဲ့ပြခင်ဗျားပုံဆွဲပြီးတော့မှကြည့်လိုက်ရင်ဒီတရိဂံထဲမှာရောက်နေဂျန်သူကဘယ်လိုမှဝင်လာကြမရှိအဲ့ဒါဆိုသုံးဘက်သုံးတဲ့ အားနေပြီးတော့မှသူ့ဝိုင်းတမမှာလေအဲ့ဒါဆိုသူမတာပဲဈေးလည်းဖြစ်သွားမှာဆိုတော့ကိုယ်ရတက်ရင်ရလေအဲ့တရိကံရအပြင်ဘက် area တွေပဲအာယုံထားမယ်စစ်မျက်နှာကနောက်ကျော်လုံသွားတာပေါ့တော့တရိကံမောင်ထိုင်လိုက်တော့အဲအဲ့လိုမျိုးကျွန်တော်ပြောချင်တာဒါကြောင့်ကျွန်တော်စဉ်းစားတာပါစစ်သားတွေပုံသိပါတယ်နော်ကိုယ်ရစစ်သားလည်းမဟုတ်ပါဘူးဆိုတော့ဘလို့ပဲပြည့်ပြည့်သေးကြတာတခုကတမတော်အနေနဲ့နိုင်ငံတော်အနေနဲ့ငိုမချခင်အဲ့ဒီ အဲ့ဒီဒေါနာအစေအဲ့ဒီသင်္ကန်းကြီးနောင်တို့ညဝရီတို့ကိုတိုက်အင်အားတွေအခိုင်အမာဖြည့်နိုင်မှုလို့တယ်နော်အခိုင်အမာဖြည့်နိုင်မှု ဖြည့်နိုင်မှာပါဖြည့်နိုင်မှာပါဘာကြောင့်လဲဆိုတော့ဒီတက်မလို့သားနိုင်ငံတော်ရဲ့ကကွယ်အင်အားတွေလည်းမကြခင်မှာအဲတောင်းနဲ့ချီပြီးတော့မှတိုးတက်လာစရာအကြောင်းရှိတယ်လေဒါတွေကိုကျွန်တော်တို့က အဲ့လိုမျိုးပေါ့သူတို့မကြွန်းချင်းတဲ့ဒီစီရဲ့အတွေ့အကြုံမရှိတဲ့တမရော်သားတွေစစ်သားအစ်စ်လေးတွေကြတော့ဒီမြို့ပြတွေမှာအဲသူတို့ထားပြီးတော့မှဒီမြို့အဲ့ဒီမှာမြို့မြို့ပြဒေသတွေမှာထိုင်နေတဲ့တမရော်သားတွေစီရဲ့အတွေ့အကြုံရှိတဲ့လူတွေပြန်ဆွဲထုတ်လို့ရတာပေါ့နော်ဒီလိုပုံစံမျိုးပြောတာပါအဲဘုံပဲဟိုစစ်တင်နှဆင်းလာရင်အခုပဲရှေ့တန်းပို့တယ်ဒီလိုလဲပို့မှာမဟုတ်ပါဘူးအဲ့လိုပုံစံမျိုးနဲ့အင်အားတိုးလာမလို့ပြောတာမဟုတ်ဘူးနော် ်တမလို့သာအတိတတောင်းရလာတဲ့နိုင်ငံတော်ကကွေအင်အားတတောင်းထပ်ထေးနိုင်တယ်ဆိုရင်အဲ့တတောင်းမျိုးမျိုးပြလုံကြုံရေးမှထည့်ပြီးတော့မှအဲ့ဒီမျိုးပြလုံကြုံရေးတွေကနေပြီးတော့အတွေ့အကြုံရှိတဲ့တမလို့သားတွေပေါ့ဗျာနော်စစ်စစ်ရေးအတွေ့အကြုံစစ်သက်ရှိတဲ့တမလို့သားတွေဒီလိုမျိုးပေါ့ဗျာနော်တချို့လူငယ်တွေကလည်းသင်တန်းချင်းလာတဲ့တိုင်အောင်မှသူတို့လည်း အဲစစ်တိုက်စစ်သားဆိုတာစစ်တိုက်လို့စစ်တိုက်ခြင်းလို့စစ်သားလောက်တာကเนาะအမချမရောက်ချမယ်ဆိုတော့လူတွေစီးစီးမပေါ်ပြဒီလိုမျိုးတွေပေါ့အဲ့တော့တေးကြတာကကျွန်တော်တို့ဒေါနာတောင်အရှိချမ်းကိုအဲအချိန်မီအင်အားတွေရှိနိုင်မှုလူတွေမိုးမိုးကြရင်ပူဆိုးရမှာအဲ့လိုမျိုးကျွန်တော်ကယူဆတယ်လေเนาะအားလုံးအေးချမ်းကြပါစေဘေးကင်းကြပါစေเนาะခုနကတော့နိုင်ငံတော်အလံပြန်ထောင်း ထောင်နိုင်အောင်ပေါ့ဗျာเนาะတက်ရင်လည်းမှာကိုယ့်ရဲ့တက်စခန်းမှာနိုင်ငံတော်အလံပြန်ထောင်နိုင်အောင်เนาะအောင်ပွဲဆင်ခဲ့တဲ့ဒီ2.5တက်မတော်သားတွေအားလုံးเนาะနိုင်ငံတော်ဝမ်းမှန်ရှိတဲ့တက်မတော်သားတွေအားလုံးလည်းအောင်ပွဲအလီလီဆင်နိုင်ပါစေတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ပေးနိုင်ကြပါစေနိုင်ငံတော်အကြီးကဲတွေတက်မတော်အကြီးကဲတွေကလည်းမိမိတို့ရဲ့အဲတက်မတော်သားတွေဘေးကင်းလုံခြုံရေးပေါ့ဗျာ safety first ပေါ့เนาะကျွန်တော်တို့ engineer ဆိုရင်တော့ဒါ safety first ပဲ เนาะဒီအဲ့ဒါကိုဦးစားပေးစဉ်းစားပြီးတော့မှခုနတော့ကခံစစ်ပုံစံနေရန်သူထိုးစစ်ဒီလိုမျိုးပေါ့ဗျာเนาะဒါတွေအတွက်အဆောင်ရွက်ပေးနိုင်ပါစေလို့ကျွန်တော်ကဆုတောင်းပါတယ်เนาะအားလုံးအေးချမ်းကြပါစေပေးကင်းကြပါစေเนาะကျေးဇူးတင်ပါတယ်